မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တွင်ဌာနရေးစိတ်ဝင်စားပွဲမြန်မာနိုင်ငံထိတ်တန်းရောက်တဲ့တွင်များကိုတင်ဆက်ပေးနေပါရယ်။ပရမအောင်ဆုံးတင်ဆက်ပေးမယ့်တွင်ကတော့မြန်မာပြည်သူများကိုလေရင်ဖြင့်ပုံစဲတပ်ဖြတ်နေသောမင်းအွန်လိုင်းလုပ်ရက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်တို့နှုတ်ဆက်နေမှုအပေါ်ထိုင်းလွတ်တော်အမတ်မေကွန်ထုတ်ဆိုတဲ့တွင်ဖြစ်ပါရယ်ရှင်။ မြန်မာပြည်သူများကိုလေရင်ဖြင့်ပုံကျဲတက်ဖြတ်နေသောမင်းအောင်လိုင်လှုပ်ရက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါနဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့ကနှုတ်ဆက်နေမှုအပေါ်ထိုင်းလွတ်တော်အမတ် ကနဗေဆိုဘဆန်ကသူ၏လူမှုကွန်ရက်မှတစင်မေကွန်ထုတ်လိုက်တဲ့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့အချံပေထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်တို့အပြုသဘောဆောင်တဲ့ဆက်ဆက်ညီနိုင်ရေးဖြင့်ဂျာဝင်ခဲ့ကြောင်းတို့ရရင်ဂျာဝင်မှုအရာလည်းအနေဖြင့်ဆေးရဆွဲကောင်းမင်းအွန်လိုင်းကျူလွန်နေသောလုံရက်များကိုကြည်ရန်လိုကြောင်းမင်းအွန်လိုင်းကအမှားများဆက်လက်လုပ်နေစေဖြစ်ပြီးမြန်မာပြည်သူများကိုတက်ဖြတ်နေစေဖြစ်ကြောင်းယခုရက်ပိုင်းတွင်လေးချောင်းတိုက်ခိုက်မှုများဖြင့်ပြည်သူများကိုတက်ဖြတ်ခဲ့ကြောင်းမြန်မာပြည်သူများကိုတက်ဖြတ်နေသောမင်းအွန်လိုင်းကိုဆက်ဆက်ညီနိုင်ဖို့ဖြစ် င်လက်ဆွဲနှုတ်ဆက်ခဲ့မှုအတွက်အာဆီယံဥက္ကဋ္ဌနှင့်ထိုင်းဝန်ကြီးချုပ်အောက်သက်ဆင်းရင်းတာဝန်ရှိကြောင်းမီဒီယာတွေကြောင့်မင်းအောင်လှိုင်၏လုပ်ရပ်များအတွက်မလေးရှားဝန်ကြီးချုပ်နှင့်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်းတို့နှုတ်ဆက်နေပါတယ်ဟုမေကွန်ထုတ်သည်ထိုင်းနိုင်ငံတို့မင်းအောင်လှိုင်ကိုခေါ်ယူတွေ့ဆုံခဲ့ခြင်းအတွက်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်မလေးရှားဝန်ကြီးချုပ်တို့အနေဖြင့်မင်းအောင်လှိုင်ကျူးလွန်မှုများအတွက်မြန်မာ၊ထိုင်း၊မလေးရှားသုံးနိုင်ငံလုံးမှပြည်သူများ၏မေးခွန်းများကိုဖြေကြားပေးရန်လိုအပ်ကြောင်းထိုင်းလွတ်တော်အမတ်ကထောက်ပြထားသည်။ မကြသေးမီကမင်းအောင်လိုင်းကလွန်ငိန်တက်တာခွင့်ဖြင့်အကျဉ်းသားများလွတ်ပေးခဲ့တော်လဲလွန်မြောက်လာသောအကျဉ်းသားများစု90ရာခိုင်နှုန်းကျော်မှာရာဇဝတ်မှုကျွလွန်သူများဖြစ်ကြပြီးလွန်မြောက်သောနိုင်ငံ၏အကျဉ်းသားအလွန်မနည်းပါးကြောင့်လက်ရှိမြန်မာနိုင်ငံတွင် ဆေယနာသိမ်းမီနောက်ပိုင်းဖန်စီအချင်းချခံရစေနိုင်ငံရဲ့ကျင်းသား2198ဦးရှိပြီးဒေါအောင်ဆန်းစုကြည်နဲ့အရက်သားနိုင်ငံရေးကောင်ဆောင်အများပြားထောင်ချနေစေဖြစ်ကြောင်းနိုင်ငံရေးသမားများကိုထောင်ချပြီးရွေးကောက်ပွဲကိုစစ်တပ်ကမြို့သူကျင်းပမြင်နေဟုမေးခွန်းထုတ်စရာရှိကြောင်း၎င်းကထောက်ပြပြောဆိုထားသည်ဆလဘီ၆လုံးနှံခွင့်တိုင်ရပြီဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် နေပြည်တော်ခြောက်လုံးတန်းကိုမြန်မာနိုင်ငံရဲ့အတိုင်းဝိုင်းမှာတည်ကြပါတယ်မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သောဗိုလ်ချုပ်မှုကြီးတန်ရွှေပါဝင် အခြားထိပ်ပိုင်ဗိုလ်ချုပ်ကြီးများဖြစ်ကြသောဒူးဗိုလ်ချုပ်မှုကြီးမောင်အေဗိုလ်ချုပ်ကြီးတီဟသူရတင်အောင်မြင့်ဗိုလ်ချုပ်ကြီးတင်ဗိုလ်ချုပ်ကြီးရွှေမန်းနှင့်ဗိုလ်ချုပ်ကြီးတိန်စိန်တို့နေထိုင်သောအိမ်အများဖြစ်ကြသည်ပင်စင်စားထိပ်ပိုင်ဗိုလ်ချုပ်ကြီးများ Villa Mansion များကိုမြန်မာပြည်ထိပ်တန်ခရိုနီကြီးများဖြစ်သောဦးတေစာဦးထွန်းမြင့်နိုင်ဦးချက်ခိုင်တို့ကတည်ဆောက်ပေးခဲ့ခြင်းဖြစ်သည် ထိုနေရာကိုတော့ရာစသင်္ကဟအဝိုင်းဟိုတရဝင်းခေါ်ပြီးဦးတန်းရွှေအိမ်ပေးမှာတော့ဦးတင်ဦးမောင်အေးနဲ့တရသူရတင်အောင်မျိုးတို့အိမ်အစင်လိုက်ရှိပါသည်ဦးတန်းရွှေအိမ်ကတော့ A1 ဖြစ်ပြီးဦးမောင်အေးအိမ်မှာကတော့ A2 ဖြစ်သည် ထိုအိမ်များသည့်ဧကနှင့်ခြေကျဲဝမီရှိကုကန်ကောက်ကင်းနှင့်အခြားစိတ်အပန်းဖြည့်စင်ကန်ပစ္စည်းများကိုလည်းမိသားစုများအကြိုက်ထဲတွင်တိစောက်ပေးရခြင်းဖြစ်သည်။ငလင်ကြီးလှုပ်သောကာလာတွဲမှာတော့ခြောက်လုံးတန်းနှင့်ငလင်တန်းခံခဲ့ရသည်။အထီးခိုက်ကတော့တိတ်မများဟုဆိုသည်။မျက်နှာချက်များပြူကျခြင်း၊နေရံများကွဲရခြင်းများဖြစ်ခဲ့သည်ကိုတော့သိခဲ့ရသည်။စိရင်ကျင်နီယာများကတောရောက်ပြင်ဆင်ပေးခဲ့ရသည်ဟုဆိုသည်။ငလင်လှုပ်ပြီးနောက်ပူဇော်ကြီးတိန်ဆိုင်မိသားစုနှင့်ပူဇော်မှုကြီးတန်းရွှေမိသားစုတို့ရန်ကုန်ကိုပြောင်းရွှေ့နေထိုင်ကြကြောင်းလဲ ကောလာဟလများထွက်ပေါ်လာသေးတယ် ၆လုံးတန်းမှာဘာတွေဖြစ်နေလဲဆိုတာကို သိရဖို့ကခက်တယ်။ရခိုင်နိုင်ငံရေးရာသီဥတုကောင်းစင်နှုံကတော့တရုတ်စင်ကာပူထိုင်းတန်မန်များစီးပွားရေးသမားများထိုင်းခရိုနီဂျီများအပေါင်းဘူဂျိုဟောင်းများတရင်ကျွနစ်တင်းချန်ကာလာများတွင်တွားရောက်ကာရဝပြုတွေ့ဆုံကြသည်။အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့အသွာလာတွေကျဲသွားသည်။နောက်ပိုင်းတွင်၆လုံးတန်းလုံချုံ၏အဆောင်ချက်တွေကိုလဲပြစ်လိုက်သည်။တရုတ်ကွန်မြူနီပါတီနှင့်တရုတ်အစိုးရအစင်းမြင့်အရာရှိကြီးများလွန်ခဲ့သောနှစ်နှစ်ခန့်ကဘဝရှင်မင်းတရားကြီးကိုတွားရောက်တွေ့ဆုံခဲ့သည်ကိုတော့ တရင်များမှာဖက်ရသည် 2024-2025မှာတော့ခြောက်လုံးနှန်းကကြီးကြီးမာစတာမီတာဆိုများအကြောင်းကဆုံးဆုံးမြုပ်သွားသည်ကိုတွေ့ရသည်။ဘိုးချုပ်ကြီးတင်စိန်ကိုတော့တမ်ရော်နီအခမ်းအနားများတွင်အကြော့ခံအနေဖြင့်တွေ့မြင်ရသည်။ဘိုးချုပ်ကြီးတင်ကိုလည်းမနေ့ကတွေ့ရသည်။ခြောက်လုံးနှန်းက80ကျော်80ဒံဝင်အငိမ့်စားဘိုးချုပ်ကြီးမြိုင်အနေထားကျမ်းမာရေးဘလို့ရှိနေတယ်လေ။စိတ်ဝင်စားဖြစ်စေမဲ့မိကွန်မင်းဖြစ်သည်။ဘိုးချုပ်မှုကြီးတန်ရွှေပါဝင်ပင်စင်စားဘိုးချုပ်ကြီးများစက်ကောင်စီထံမှခွင့်တိုင်နေရသည်ဆိုတဲ့တဲ့ရင်ပင်ဖြစ်သည်။ဒုတိယဘိုးချုပ် ကြီးအောင်တင်မကြသေးခင်ကရှန်ကုန်ရှိပန်လိုက်စေယုံကြီးမှာဆရာဝန်နဲ့ချင်းဆိုထားတဲ့တွားခွင့်မရစေယုံဆရာဝန်နဲ့တွေ့ဆုံခွင့်ကိုစာရေးပြီးတင်ရတဲ့ခွင့်တိုင်စာကိုစစ်ကောင်စီဘက်မှစီစစ်ပြီးခွင့်ပြုချက်ရဖို့အတွက်82နှစ်ဆောင်းလိုက်ရသည်ဟုမိသားစုဝင်များကပြောဆိုခဲ့သည်ခွင့်ပြုချက်ရပြီးတော့မှရှန်ကုန်ကိုဆင်းပြီးဆရာဝန်ကိုတွားတွေ့ရတဲ့ထိတ်တန်းခရိုနီတတိကြီးများလည်းနိုင်ငံသားကိုတွားမည်ဆိုရင်ခွင့်တိုင်နေရသည်ဟုနေပြည်တော်သတင်းရက်ကွက်ကဆိုသည် ဗိုလ်ချုပ်မှုကြီးတန်းရွှေမိသားစုလည်းခွင့်တိုင်နေရသည်ဧည့်သည်ဝင်ထွက်များကိုစစ်ဆေးခံနေရသည်ဗိုလ်ချုပ်မှုကြီးတန်းရွှေသမတ်ဒေါက်တာနေဆိုမောင်ကလည်းစကောင်းစီကရခုနှစ်ဆန်းစန်းဝိုင်းလအတွင်းကပုံမှန်905ကကြီးနဲ့ဖမ်းဆီးပြီးထောင်နဲ့၃နှစ်ချမှတ်ထားသေးသည် ဘူဇုံမူကြီးတန်ရွှေသည်2000ခုနှစ်တွင်အာနာရှင်ဘူဇုံကြီးနေဝင်နှင့်သူ၏သမီးဒေါခင်ဆန္နာဝင်းကိုနေအကျေစုပ်ချခဲ့သည်ဘူဇုံကြီးနေဝင်မြေများကိုတော့နရသိန်ချင်းတောင်သို့ပို့ခဲ့သူဖြစ်သည်ခြောက်လုံးတန်တွင်ခွန်းတိုင်စရာမလိုသူဘူဇုံကြီးတို့တော့ရှိသည်ဒုဘူဇုံမူကြီးအောင်မောင်အေးပင်ဖြစ်သည်တမရော်ကြီးစုပ်တောင်ကိုယူခဲ့ပြီးနာဝတာနာအဖဒုဥက္ကဋတောင်ကိုနှစ်ပေါင်း20ခန့်တောင်ယူခဲ့သူဖြစ်သည်ဦးမောင်အေးကယခုအခါမှာတော့လေဖြတ်ယောဂကြောင့်လူနာတန်လက်တွန်းလဲနေနေထိုင်နေရသူဖြစ်သည် သူသည်တမ်ရော်ကောက်၏ဦးစီးချုပ်ဖို့ချုပ်မှုကြီးအောင်ဦးတန်းရွှေ၏နေရာကိုရခိုလက်ရှိစစ်ကောင်းဆောင်ဖို့ချုပ်မှုကြီးမင်းအောင်လိုင်ကိုပေးဖို့အတွက်မှတ်ချက်ပေးခဲ့သူဖြစ်သည်ဖို့ချုပ်မှုကြီးမင်းအောင်လိုင်သည်ရာဇသင်္ကအဝိုင်းနေရှိထို၆လုံးတန်းမှာပင်သူ့အတွက်အိမ်တော်တစ်လုံးကိုလွန်ခဲ့သောနှစ်များအတွင်းကစတင်ပြီးတည်ဆောက်နေပြီဖြစ်သည်ထို့ပြင်ဒူဘိုချုံမှုကြောင့်မောင်အေးလူယုံတော်များသည်ဒူဘိုချုံကြီးကျော်စွာလင်းအပါဝင်ယနေ့တွင်မြန်မာစစ်တပ်ထိပ်ပိုင်းနေရာများကိုရာယူထားကြပြီဖြစ်သည် လက်ရှိကာဝေးရေးဦးစီးချုပ်ယုံကြည်မှဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်သည်လည်းဒုဗိုလ်ချုပ်မှုကြီးမောင်အေးဒူတော်ဆက်ကြောင်းသိရသည်2023ခုနှစ်စက်တင်ဘာလအတွင်းကအဂတိလိုက်စားမှုဖြင့်အေးအေးယူခံရသောစက်ကောင်းဆောင်မင်းအောင်လိုက်ညလည်းယုံဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည်လည်းဒုဗိုလ်ချုပ်မှုကြီးမောင်အေးလူဖြစ်သည်ဟုဆိုသည်ယခုစက်ကောင်းဆောင်ပေါ်မှာဒုဗိုလ်ချုပ်မှုကြီးမောင်အေးကျေးဇူးရအများကြီးရှိခဲ့သည် အနာရှင်အောင်ဦးတန်းရွှေကတရက်ကွက်တွေကိုနောင်ကြမှသိရှိသဘောပေါက်သွားခဲ့သည်ဟုဆိုသည်။ဦးမောင်အေးကသူ့ကိုတကွက်ကြောသွားတာကိုနောက်မှသိလိုက်ရခြင်းဖြစ်သည်။ခြောက်လုံးထဲမှာဘိုးချုပ်ကြီးအေးဟုတပည့်တော်ဝကအများကချစ်စနွနဲ့ခေါ်ဆိုသူတို့သည်ခွင့်တိုင်စရာမလိုသောစည်ရန်ပေါက်သူဖြစ်ပြီးခြံသူများကတော့ခွင့်တိုင်ရသည့်စည်ရင်ဝင်များဖြစ်သွားခဲ့သည်ဟုဆိုရမည်ဖြစ်သည်။ ဆလမီအဖို့ရင် PDF တွေတေးရဲရင်လာခဲ့ဟုစိန်ခေါ်ခဲ့သည်ငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်အောင်ပြစ်ခတ်ခံရပြီးတေးဆုံးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်ပုဂံတိုင်းအုပ်ဖို့မြို့နယ်တွင် PDF တွေတေးရင်ရင်လာခဲ့ဥစိန်ခေါ်ခဲ့သည်ငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနောင်ပြက်ခတ်ခံရ၏ပွဲချင်းမင်းတိတ်ဆုံးခဲ့ကြောင်းတာယာရိခိုင် PDF မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်သူပြောဆိုသည် ယမန်နေ့ဧပြီလ20ရက်နေ့နနက်6:30မိနစ်ခန့်အချိန်အုပ်ဖို့မြို့နယ်ကျောင်းစုရွာရင်းနေထိုင်သောငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနိုင်ဦးသည့်လူငယ်များကိုပေါ်တာဆဲဖန်စီရန်ငရှင်ရိုးရွာအလို့တို့ရောက်ရှိနေစဉ်တာယာရိခိုင်တရင်383ညနဲ့တက်ခွဲလေးမြင်ရောက်ပျောက်ကြားတပ်ဖွဲ့မှတော်လန်ရဲဘော်များကငရှင်ရိုးရွာလေအလှမန်းတပ်အနေ၎င်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည့်ရင်းတိုက်ခိုက်မှုအတွင်းအုပ်ချုပ်ရေးမှူးနိုင်ဦးသည့်ဦးကောင်းတက်တဲ့တနက်ကြီးစံတစ်ချက်ထိမှန်ပွဲချင်းပြီးတေဆုံက၎င်းထံမှလက်ပစ်ပုံနှလုံးမိုဘိုင်းဖုန်း လုံးငွေသားတသိန်းချန်နဲ့မှတ်ပုံတွေတစ်ခုကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်စစ်ကောင်စီကအုပ်ချုပ်ရေးမှူးနိုင်ဦးသည်အကြံဘက်စစ်တပ်ကထုတ်ပေးထားသည့်တနန်းနဲ့လက်ပြပုံများကိုပြရင်ပြည်သူများထံမှစစ်မှုထမ်းခြေဟုဆိုကငွေကြေးများချင်းချောက်ကောက်ခံခြင်းလူငယ်များကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးရုံသာမကအသက်60ကျော်အရွယ်အမျိုးသားများကိုပေါင်းပေါ်တာဆွဲဖမ်းဆီးချင်းချောက်ငွေညစ်ခြင်းတော်လိုင်းတက်ခွေများနဲ့ပြည်သူများအားဆဲဆူစိန်ခေါ်ခြင်းအုပ်ဖို့မျိုးအနောက်ချမ်းရှိကျေးရွာများကိုစကားဆများနဲ့အတူပေါ်တာဆွဲဖမ်း န့်စီခြင်းများလှုပ်ဆောင်နေခြင်းကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အုတ်ကြီးနိုင်က PDF တွေတည်ရင်အုပ်ဖို့အနောက်ဘက်ခြမ်းကိုလာခဲ့ကြောင်းငါးဆောင်နေမယ်လို့စိန်ခေါ်တယ်။အခုညအလူလာမဲ့လူငယ်တွေကိုအုတ်ကြီးနိုင်နဲ့စစ်ခွေးတွေပေါ်တာဆွဲမဲ့တဲ့ရင်ရလို့ငရှင်ရိုးကိုသွားပါတယ်။ရွာလေကအလူမန်တံမှာထိုင်နေတဲ့သူကိုအပြင်ခေါ်ထုတ်ပြီးခေါင်းကိုတနက်နဲ့တစ်ချက်ပြစ်ခတ်ရှင်းလင်းလိုက်တာပါ။ ဒီကောင်ကသူ့အုပ်ချုပ်တဲ့ငရှင်ယိုအုပ်စုကရွာရီပြင်အုပ်ဖို့မျိုးအနောက်ချမ်းကထူကုန်းအုပ်စုမတောင်းတအုပ်စုနဲ့နနွင်းကုန်းအုပ်စုတွေကရွာရီကိုပါစစ်ခွေးတွေနဲ့အတူရွာစင်လက်ပေါ်တာဆွဲနေတာဟုတိုင်းရရိခိုင် PDF မှတောင်းရှိသူတို့ကပြောဆိုသည် တရရီခရန်တရင်383ညနှစ်တက်ခွဲလေးမြေရောက်ပျောက်ကြားတက်ဖွဲ့အနေဖြင့်ပြည်သူများနှင့်တော်လိုင်းရင်တက်ဖွဲ့များကိုဒုက္ခပေးနေကြသည့်စက်ကောင်စီနှင့်တောက်တိုင်းများကိုအချိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်၍၎င်းတို့နှင့်တော်လာနေထိုင်ခြင်းများလုံးဝလုံးဝမပြုလုပ်ကြရန်အတိပေးနှိုးဆော်ထားသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့တောင်ကုန်မြို့နေ Richard Stars K 4.3အဆင့်အင်အားအတင်းတင်းရှိတဲ့မြင်းငလင်းတစ်ခုထပ်မံလုပ်ခဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းတောင်ကုန်းမြို့နေမြေအောင်အနက်10ကီလိုမီတာကိုဗဟိုပြုပြီး Richard Stars ကလေးသက်သမ3အဆင့်နဲ့အင်အားအသင့်အင့်ရှိတဲ့မြေငလျင်တစ်ခု April 22ရက်မြန်မာစံတော်ချိန်မနက်3:48မိနစ်မှာထပ်မံလှုပ်ခတ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ PNL ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ဒါပြင် April 19ရက်နေ့ကလည်းမြန်မာစံတော်ချိန်ညနေ6:20မိနစ်မှာပဲခူးတိုင်းဖြူမြို့အနီးမြေအောင်အနက်10ကီလိုမီတာကိုဗဟိုပြုပြီး Richard Stars ကလေးသက်သမ1အဆင့်နဲ့အင်အား သင်းတင်းရှိတဲ့မြင်းကလေးတစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။မန္တလေးတိုင်းဝန်နေမြို့နဲ့မြေအောင်နဲ့30ကီလိုမီတာကိုပို့ဖို့ပြုပြီး Richter scale 4.2အဆင့်နဲ့အင်အားသင့်တင့်ရှိတဲ့မြေငလျင်တစ်ခု April 19ရက်မြန်မာစံတော်ချိန်မနက်9:50မိနစ်အချိန်မှာထပ်မံလှုပ်ခတ်ခဲ့တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ March 28ရက်နေ့ပြင်အား9.9အဆင့်ရှိငလျင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တဲ့ငလျင်များစက်တိုက်လှုပ်ခတ်နေရာ ဧပြီလ19ရက်နေ့အထိငလျင်လှုပ်ခတ်မှုချိန်မှာအကျဉ်150နေပါရှိလာပြီလို့သိရပါဗယ်။သခိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလျင်ဘေးဆောင်ရန်ရှောင်ရန်တရေပြုတ်ရန်တွေနဲ့ညီနေထိုင်ကြဖို့လေဝင်ကြီးဌာနကအသေးပေးထုတ်ပြန်ထားပါရှင်။